ကျွန်တော်တို့နေရာချိန်တော့မှာပါဒါကားလေးပေါ်ကိုတင်ယူပါပါဆိုပြီးချောင်းနေကျွန်တော်မြန်မာနိုင်ငံကိုလည်းပြန်ပြီးတော့တစ်ချက်လောက်သတိရပြီးတော့လှည့်ပေးကြပါလို့အားကြောင့်လည်းဆိုရှင်နိုင်ငံတကာရဲ့ပုံရိပ်တွေအောက်မှာကျွန်တော်တို့ရဲ့ကဲကဲရရလေးကမိမိန်ညာတတော်ကြပြီလေနော်ဆိုတော့ဒီရလေးကနေသူတွေတတိယလို့ရှိရင်လည်းကျေးဇူးတင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကဲကဲနေတဲ့သူတွေဒုက္ခရောက်နေတဲ့သူတွေမြန်မာနိုင်ငံလူမြန်မာနိုင်ငံသားတွေအားလုံးဟာအာ ီဒီပရိပခတ်တစ်ခုကြောင့်ပဲဖြစ်နေရတာလေနော်ဆိုတော့ဒီပရိကကိုလည်းအများဆုံးဖြေရှင်းနိုင်ဖို့နီလန်းနိုင်ငံကနေတော့ဝိုင်းပြီးတော့ရှာပြဖို့တောင်းဆိုချင်ပါတယ်လို့နော်ကမ္ဘာစံနယိခါနေကိုရောက်ရှိလာပေမဲ့မြန်မာပြည်သူတွေဟာစံနယိခါကြက်တဲကိုအဆိုအဆုံရင်ဆိုင်နေကြရတယ်လို့စေဘေးရှောင်ရီကူညီနေသူတွေကဆိုကြပါတယ်လူသားတွေရဲ့အသက်ရှင်သန်မှုနဲ့ကောင်းမွန်တဲ့အနာဂတ်တွေအတွက်စနေခါလုံလောက်ရရှိရေးဟာအရေးကြီးဆုံးဆိုတာကို ပြသဖို့အော်တိုဘာ16ရက်ကို ကမ္ဘာစံနယ်ဧကာနေ့အဖြစ်ကုလသမဂ္ဂကသတ်မှတ်ထားတာပါကမ္ဘာ့ကျန်းမာရေးဖွဲ့ WHO ရဲ့စစ်တမ်းအရ2024ခုနှစ်ကလေးကမြန်မာလူရဲ့၃ပုံ၃ပုံဟာစန္ဒရိတ်ခါချက်တဲကိုရင်ဆိုင်နေရတာဖြစ်ပြီးအခု2025ခုနှစ်မှာတော့အမေရိကန်နိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့နိုင်ငံတကာရဲ့အကူအညီတွေဖြတ်တောက်ခံရတာကြောင့်ပုံမဆိုးဝါးလာနေတာလို့လည်းစစ်တမ်းတွေကဖော်ပြပါဗျာ။အကဲကဲအကြီးအကဲဆုံးကတော့စာဝန်တွေပဲ။ ဆောင်ရွက်နေရင်ပြီးလို့ရှိရင်ကျန်းမာရေးလုံခြုံရေးအာဒီရေးရေးတာတတော်မှတတော်အခုချိန်ကတော်တော်ဆိုးရွားချင်းဖြစ်နေတယ်လေနောက်တစ်ခုကနောက်တစ်ခုကဒီဆောင်ရွက်နေရေးဆိုတာကငွေကတော့တော်ဘယ်လိုကောင်းလဲအဲဝိုင်းပြီးတော့ကုနိုင်တာကိုဝိုင်းကုနိုင်ကြတဲ့အနေအထားနဲ့တဖြည်းဖြည်းနဲ့လူတွေကအာအကုန်လုံးကြက်လာတဲ့အနေအထားဖြစ်လာတဲ့အခါကုနိုင်တဲ့လက်တွေကလည်းအာရုံလာတယ်ဆိုတော့တတော်အခြေအနေဆိုပါတယ် နိုင်ငံတကာဖွဲ့စည်းတွေနဲ့ပြည်ရင်းပြည်ပကလူရှင်တွေရဲ့ထောက်ပံ့ရှိနေတဲ့ကာလမှာတောင်စိုးဝါနေတဲ့အခြေအနေကနေအခုလိုသမရထွန်လက်ထက်2025ဧပြီလမှာအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USA ကလူသားချင်းစာနာမှုအကူအညီတွေဖျက်တောက်လိုက်လို့မြန်မာမှာစစ်နေအခါပြက်လက်မှုအာဟာရချို့တဲမှုနဲ့တိုက်စုံမှုတွေပုံမဆိုးဝါးလာစေခဲ့တာလို့လဲကမ္ဘာစစ်နေအခါအစီအစဉ် WFP ကထုတ်ပြန်ပြောဆိုထားပါတယ်။ တစ်ဖက်မှာလည်းစစ်တပ်ကနိုင်ငံတကာရဲ့လူသားချင်းစာနာမှုအကူအညီပေးရေးဖွဲ့စည်းတွေကိုလာရောက်ကူညီထောက်ပံ့ခွင့်မပြုဘဲတားမြစ်ပိတ်ဆို့မှုတွေရှိနေတယ်လို့ပြောပါရယ်။အာရခန်အာမီနဲ့ဒီမြန်မာစစ်တပ်ကြဒီတကြောပြင်2023နိုမလာဆက်တော့ရက်ကနေစာဖြူပြီးနောက်ပိုင်းမှာအကြံဉာဏ်အမြင်တွေမှဆူရော့လာတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရင်စီကောင်စီကအဲ internet live ပြတ်ထုတ်ပြီးတော့မှဒီဘေး နိုင်ငံတကာရဲ့အခွင့်အရေးကိုမှဝင်ခွင့်ပိတ်လိုက်တာတွေ့ကြုံမှုလို့အဲ့ဒီသူတို့ရဲ့ကျင်တွေကပြောလို့မရတော့အောင်အီမတဲမှာဆိုးရွားတဲ့ဒီ humanitarian catastrophe လို့ပြောလို့ရပါတယ်အမေရိကန်သမ္မတဒေါ်နယ်ဒရမ်အာအနာရလာပြီး နောက်ပိုင်းမှာပေါ့လေသူက USAID အပါဝင်အဲဒီ refugee အတွက် funding တော်တော်များများကိုသူတို့ပြတ်ထွက်လာတဲ့အခါကျတော့ဒီကဘာမှာရှိတဲ့ ranger အတိုင်းဝိုင်း ranger refugee အပါဝင်ပေါ့တခြား အဲ့ဒီနေစင်းမှာရှိတော့မှာတိုင်းဖေးမလေးတို့စသဖြင့်ဒီ refugee ဘဝနဲ့ရှိတဲ့ဒီသူတို့ရဲ့ဒုက္ခတွေများဆိုင်ရာပုံလိုရတဲ့ကိုမြတ်တယ်မှာထိခိုက်တာအဲတွေ့ရပါတယ်အရင်ကထိုင်းမြန်မာနယ်စပ်ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာနိုင်ငံတကာရဲ့အကူအညီပေးရေးခေါင်းဆောင်အောက်ကနေမိသားစုတစုအတွက် အခြေခံစားတောက်ထောက်ပံ့မှုဒါမှမဟုတ်အမေရိကန်ဒေါ်လာစနစ်ဒေါ်လာခံမှန်းမြန်မာငွေ3000ဝန်းကျင်လောက်ထောက်ပံ့မှုတွေရှိခဲ့ပေမဲ့လက်ရှိမှာတော့ဒီအကူအညီတွေဟာရပ်ဆိုင်းသွားခဲ့တာလို့လဲဒေါက်တာစကန်နီရဲ့တာဝန်ရှိသူတွေကပြောပါတယ်။ဒါအပြင်စစ်ပရိပခတွေရှိရာဒေသတွေနဲ့တော်လိုင်းငင်အားစုတွေ ထိမ့်ချုပ်ထားတဲ့ဒေသတွေကိုစစ်တပ်ကကုန်စီစည်းစိမ်ခွင့်မပြုဘဲရိတ်ခါကုန်စီစေဝါစတဲ့ဖြက်လေးပြက်နဲ့ဖျက်တောက်ထားတာကြောင့် စနေခါကြက်တဲကပုံမူဆိုးွားလာတာလို့လဲဒေသခံတွေကဆိုပါတယ်တရားစုခွာနေနေရတဲ့သူတွေဒီတောင်းတော်တွေမှာနေရတဲ့သူတွေရှိတယ်ခုနပြောငွေနိုင်ငံရချောင်းတွေမှာဟိုဟိုရွှေပြောင်းပြတော့မှဒီဟိုအကုတ်ကိုပြောရည်ပေါ့နော်ဒီလိုမျိုးဒီလူကူလူကူခံရတဲ့အခြေအနေထိတော့ရှိတာပေါ့လေနော်ဆိုတော့ကျွန်တော်တို့ရဲ့ဒီဟိုအခုဒီပြည်တွင်းမှာလည်းဒီနေထိုင်နေအတီးဒီဟို ီတွင်းမှာရောဒီဟိုနေနေဆာလူမှာရောပေါ့လေနော်ဒီယာယီခလုံးနေထိုင်တောင်းတလူမှာပဲတလူယာယီခလုံးနေထိုင်ရသူများတွေအတွက်ဆလို့ရှိတော့ဒီဝန်ဆောင်မှုတွေဟိုမူကရီစန်တဖြစ်ပေါ့လေနော်ဒီစနာရိတ်ခံတွေဒီလူလူလောက်မရရှိပဲနဲ့ကျွန်တော်တို့ကဒီ အာတကယ်ကိုတိတ်ခမဲ့ဒီလူချမှုကိမဲ့နဲ့ကျွန်တော်စင်တာနေထိုင်ရတဲ့အချိန်လေးအောက်မှာဆိုလို့ရှိရင်ဒီနိုင်ငံကကဒီဟာကိုတရှိနားနဲ့ပြည်သားပဲဖြစ်တာပေါ့လေနော်ဆိုဒီတရှိနားနဲ့ပြည်သားဟာကိုဒီကိုတိတ်ခရှိတဲ့ဒီဟိုလူမှုအတိုင်းဝနဲ့ဒီဟိုကိုတိတ်ခချစ်စွာဒီအသက်ရှင်နေထိုင်နေရဲ့အတွက်ကတော့ဟိုဒီလက်ရှိဖြစ်ပေါ်နေတဲ့ဒီ ဟိုနိုင်ငံရေးစီးရဲအကြက်တွေကိုအများဆုံးဖြည့်ဆင်းနိုင်တဲ့ဟာမျိုးတွေပြည့်ထုတ်တယ်လေဒီလူသားချင်းစာတောက်ထမှုအကူအညီတွေကိုအာတကယ်လူအနေနဲ့တူရရှိကိုရောက်ရှိဖို့အတွက်ဒီဟိုသက်ဆိုင်ရာဒီဟိုဒေတာရဲ့အစုဖွဲ့တွေနဲ့တိုက်ရိုက်ပြီးချစ်ဆက်ပြီးတော့မှဒီအကူအညီတွေပံ့ပိုးပေးတာမျိုးတွေ e kakwesa shamu go programa tomie pira o o o jabu mere chapira myure a pu programa o lo sa tin de lo chano ga ro a lo be a ma chap pi chi ra bya စစ်ဖြစ်ပွားရာဒေသတွေမှာစစ်တပ်ရဲ့စစ်ကြောင်းတွေကဒေသခံတွေရဲ့နေအိမ်တွေအဆောက်အုံတွေနဲ့ လယ်ယာစိုက်ခင်းတွေကိုမိရှို့ဖျက်ဆီးနေတာစစ်ကြောင်းဝင်ရောက်မှုတွေကြောင့်စိုက်ပျိုးလုပ်ကင်လို့မရတာတွေကလည်းရိခါပြက်လက်မှုတွေရဲ့အကြောင်းရင်းတွေပါဝင်နေတယ်လို့ဆိုပါတယ်။ကုံစင်းတို့အဆောင်တန်းကြီးမြင့်မှုတွေကြောင့်ဝင်ဝင်နေပါတဲ့အိမ်တော်စုတွေမှာထမင်းတနက်လျှော့စားနေရတဲ့အခြေအနေကို ရောက်နေတယ်လို့လည်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP က2024အစည်းအဝေးမှာထုတ်ပြန်ပြောဆိုထားပါတယ်။မြန်မာနိုင်ငံရဲ့စီးရဲမှုနှုန်းဟာနိုင်ငံလူဦးရေ32ရာခိုင်နှုန်းကိုရောက်နေပြီလို့လည်း ကမ္ဘာစံနှယိတ်ခါအစီအစဉ် WFP က2024ခုနှစ်မှာထုတ်ပြန်ပြောဆိုထားပါတယ်။ဒီအခြေအနေတွေဟာစံနှယိတ်ခါပြတ်လတ်မှုအကျက်တဲတွေကိုဥတီနေပြီးလာမယ့်နှစ်တွေမှာမြန်မာပြည်သူတွေဟာစံနှယိတ်ခါမလုံလောက်မှုအကျက်တဲကိုအဆိုအဝါဆုံးဆက်လက်ရင်ဆိုင်ရနိုင်တယ်လို့လည်းဆိုထားပါတယ်။